ရှဲစားဖို့အတွက်ကိုစပြီးတော့กินနေပါပြီ။ဒီနေ့တော့ပြောင်းလဲရရှဲစားกินဆိုတဲ့အသားกินဆလတ်ဆိုင်လေးကိုရောက်နေပါရဲ့ရှင်။အသားကိုကိုယ်တိုင်กินစားရတာလည်းကြိုက်တယ်။ဝါစားဘူးဖေးဆိုလည်းတိတ်မစားနိုင်အောင်မကုံနိုင်အောင်ဆိုတဲ့သူတွေအတွက်ကိုဒါမျိုးပွဲလေးနဲ့ရောင်းတဲ့ဆိုင်လေးကအဆင်ပြေတယ်။ဒီဆိုင်လေးမှာအသားတစ်ပွဲက၄တောင်၊အရွက်တစ်ပွဲက၂တောင်၊ပြီးတော့မုတ်ဖက်ဆလတ်ရွက်နဲ့ငရုတ်သီးရုံးတွေတည်းရလို့တလောက်ဝါစားရတယ်။ ကြမဲတို့ကြက်စင်တို့လည်းရရဲပစွန်လေးကြီးဝဲလေးရရဲပြီးတော့ကင်မချီနဲ့တွဲစားရတာကြိုက်တဲ့သူတွေအတွက်ဆိုလည်းဒါမျိုးကင်မချီပွဲလေးတွေရရဲအသားလေးရနှက်ထားတာရတာလည်းကောင်းတယ်ပြီးတော့အချင်းအားနှမျိုးရှိရဲမကြီးကျန်တဲ့အစိမ်းကျန်ပေါ့နော်အစိမ်းကျန်ဆိုလည်းတ мян နဲ့မွေးမွေးလေးနဲ့အသားကင်ဆက်လက်ကြိုက်တယ်ဆိုရင်တော့ဒီဆိုင်လေးတော့စားကြည့်လို့ရပါတယ်ဆိုင်နံပါတ်လေးက share စားကင်ပါဆိုင်ရတော့အရန်အကြီးရောမဟုတ်ဘူးရိုးရိုးလေးပဲပေါ့နော်ဒါမှမဟုတ်ဝိုင်းလေးများရဲထိုင်စားရတာလေးလည်းအဆင်ပြေခဲ့တယ် အကင်ဟိုဝါစာမဟုတ်ပဲဒါမျိုးပေါ့ပေါ့ပါပါလေးစားကျင်တဲ့သူတွေအတွက်ဆိုရင်တော့စားကောင်းပြီးဈေးတန်တဲ့ဆိုင်လေးတစ်ဆိုင်ပေါ့နော်။ဆိုင်လေးစားကပြင်ဦးလင်ချေလမ်းမကသွားရင်ဒီတိုက်ပန်းရောင်ကြီးရှိရဲ့လမ်းပေါ့နော်။နော်ရလန်နဲ့ဟိုတဲတဲ့ဝင်သွားရတယ်။ပြီးရင်ကာကြီးကွင်းလမ်းမရောက်ခင်တလန်းသားမှာပါ။နိုင်ညာဘက်ချမ်းမှာပဲစာလုံးမြင်းလောင်းလမ်းတွေတက်လို့ရေးထားတဲ့လမ်းနဲ့မှာပါရှင်။